ကဲဒီဘက်ပြောမယ့်ဟာကတော့စစ်ပုတ်ချုပ်တွေ BNDL လားတဘာဝ BNDL လားဒီ program အစ်စ်ကိုစပြောရဖို့ကတော့ဘာ BNDL တဲ့ကြောင်းပေါ့ဒါပေမဲ့တဘာဝ BNDL ဟာစစ်ပုတ်ချုပ်တွေဖန်တီးတဲ့ BNDL လောက်ဆိုသလားစစ်ပုတ်ချုပ်တွေဖန်တီးတဲ့ BNDL မြန်မာပြည်သူတွေအတွက်ဘယ်လောက်တိဆိုသလဲကျွန်တော်မြန်မာနိုင်ငံမှာမက်လ28ရက်နေ့ကဖြစ်ခဲ့တဲ့စကိုင်းငလျင်ကြီးက ီသူထောင်ပေါင်းများစွာကိုတည်စေခဲ့တယ်လို့တန်းနဲ့ချီတဲ့ပြည်သူတွေကိုထိခိုက်စေခဲ့တယ်ပေါ့စကိုင်းမန္တလေးအညာဒေသမြို့တွေနေပြည်တော်မှာရှိတဲ့ပြည်သူတွေဒါအပြင်ရှမ်းပြည်တောင်ဘက်မှာရှိတဲ့အောင်ပန်းတို့အင်းလေးတို့မှာရှိတဲ့ပြည်သူတွေအိုးအိမ်တွေပျက်စီးခဲ့ရတယ်အင်ပတန်အောင်ပဲကြီးကွဲစရာကောင်းတဲ့ငယ်လင်းလို့ပြောရမှာဖြစ်ပါတယ်တကပါလုံးကလည်းပဲဒီငယ်လင်းအတွက်ဝမ်းနဲ့ပူဆွေးပြီးလှူဒန်းခဲ့တာတွေအများကြီးပါဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ ဲ့လိုကြေကွဲတဲ့ကောင်းတဲ့သဘာဝ PND တွေကိုကြုံရတာမှန်ပေမဲ့ကျွန်တော်နိုင်ငံနှစ်ပေါင်း၄၅60ကိုဘေးလုံနေတဲ့နောက်ထပ်ကြီးကျယ်တဲ့အန်ဒီယတခုတော့ရှိတယ်။အဲ့ဒါလူလုတ်အန်ဒီယလို့ကျွန်တော်ပြောမှထင်တယ်။တိတိကျကျပို့ပြောရမယ်ဆိုရင်တော့စစ်ဘိုလ်ချုပ်တွေဒီမှာစစ်တပ်ကဖန်တီးတဲ့ဘေးအန်ဒီယလို့ပြောရင်ဧကန်မုတ်ချမှတ်ပါတယ်။သူတို့တဘောကဘေးအန်ဒီယတွေအစမတန်ဘလောက်ဆိုးရကလေး။တဘောကဘေးအန်ဒီယတွေအကုန်လုံးက ျမ်းတမ်းပါတယ်ပြင်းထန်ပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေကရက်ဆက်တယ်ကျမ်းတမ်းတယ်အာဒါတော့မလို့လို့သိဘူးရက်ဆက်ရုပ်ပါတယ်လို့ကျွန်တော်ပြောလို့ရတယ်တဘောဘေးအန်တွေတွေကရွေးချယ်မှုမရှိဘဲနဲ့ငလင်နေလို့တယ်မုံတိုင်းတွေတိုက်ပြီးမြက်စစ်ကောင်းစီကပြည်သူတွေကိုကောင်းတွေကိုပြစ်ပြီးတတ်တယ်ထောင်သွင်းအချင်းချတယ်ထောင်ထဲမှာတေးစီအောင်လို့ စေဝါကုသအောင်ပဲပဲထားခဲ့တာလည်းရှိတယ်ဒီတည်းလည်းဆိုသေးတယ်ကြိုးပေးကွမြတ်တာလည်းလုပ်ခဲ့ဒါစစ်ကောင်စီရဲ့ဘေးအန္တရာယ်တချို့တစိဒီလာပဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်မလာ၂၀ရှင်းနဲ့ငင်းလင်လှုပ်ပြီးပြခြင်းမှာစစ်ကောင်စီကဘလို့တုံ့ပြန်ကြလဲဒီမအကူကြီးများပေးနိုင်ပေးနိုင်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်ကျွန်တော်မြေသိနိုင်ငံမြေသိအဖွဲ့အစည်းမဆိုတော့အကူကြီးနိုင်ဖို့ကျွန်တော်ခိတ်ချလိုပါတယ်ခင်ဗျအရင်နဲ့မတူတဲ့ နိုင်ငံတကာအကူအညီတွေနဲ့နိုင်ငံတကာအကူအညီကယ်ဆယ်ရေးအဖွဲ့တွေကိုချက်ချင်းကိုပဲတောင်းခံခဲ့ပါတယ်။ဒါအရင်ခေတ်ကဘူတန်ရွှေလိုမလုပ်ခဲ့တဲ့တောင်းခံမှုတခုလို့ပြောလို့ရတယ်။ဒါပေမဲ့အိနာချင်းနိုင်ငံတွေအနောက်နိုင်ငံတွေအစအကူအညီတွေအများကြီးတန်းတဲ့ကြီးပေးပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုဆစ်လွတ်ပြီးတော့ဒုက္ခရောက်တဲ့ပြည်သူတွေကိုတိုက်အပြည့်စည်းတွေအောက်ကနေပြီးတော့ဆွဲထုတ်နေတဲ့အချိန်မှာကျွန်တော်တို့ တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့အုပ်ချုပ်နေတဲ့စစ်ကောင်စီရစစ်သားတွေနဲ့စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်မာလုံနေလဲဆိုတာကျွန်တော်တို့ပြည်သူတွေအားလုံးမျက်မြင်ကိုတွေ့ပါပဲပြည်သူတွေရဲ့အသက်ကိုကယ်ဖို့အနေနဲ့သာသာပြည်သူတွေနဲ့စစ်ခင်းနေတာကိုကျွန်တော်တို့တွေ့ရမှာပါလင်းနှုတ်ပြီးနောက်ပိုင်းမှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေဟာငလျင်ထုတ်တဲ့နေရာတွေပါပဲတခြားနေရာတွေကိုတိုက်ခတ်ခဲ့ပါတယ်ဒါစစ်ကောင်စီရဲ့ သဘောထားအမှန်ကိုတနည်းအားဖြင့်ကျွန်တော်မြင်ရတာပါပဲအခုစစ်တပ်လုပ်နေတာတွေကအခုမှလားမဟုတ်ပါဘူးမြန်မာစစ်တပ်ကသဘောဘေးရနေကြောက်တဲ့ပြည်သူတွေကိုပံပိုးကူညီရဲဆိုတာအင်ပတန်ရှားပါတယ်2008နာဂစ်တိုက်ခဲ့တဲ့ ARA တိုင်းနဲ့ရန်ကုန်မှာဆိုရင် ပြည်သူပေါင်း33000ကျော်လောက်အသက်ဆုံးရှုံးခဲ့ရတယ်အိုးအိမ်ပေါင်းများစွာပျက်စီးခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဗိုလ်ချုပ်တန်းရွှင်တဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ် ိန်းစင်တို့ဘာတွေလုပ်ခဲ့တယ်ဒီတမိုင်းတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်စစ်တပ်ကဒုက္ခရောက်တဲ့ပြည်သူတွေကိုဘလောက်ထိကူညီလားမကူညီဘူးလားဆိုတာကျွန်တော်တို့ဒီနေ့ခေတ်စစ်ကောင်စီနဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်ဘာမှကွာရလို့ကျွန်တော်မတွေ့ရပါဘူးဆိုတော့ကျွန်တော်ပြီးခဲ့တဲ့တမိုင်းနှစ်ပေါင်း60လောက်ကိုပြန်ကြည့်မယ်ဆိုရင်အစိုးရကအစိုးဆုံးနိုင်ငံရေးမုံတိုင်းကျွန်တော်နိုင်ငံမှာသုံးခါတိုက်ခဲ့လို့ကျွန်တော်ပြောလို့ရပါတယ်ပထမဆုံးနိုင်ငံရေးမုံတိုင်းကတော့1960နှစ်မှာအနာဝင်းကောင်းဆောင် ုကျုံနေဝင်ကနေပြီးတော့ပထမဆုံးကျွန်တော်နိုင်ငံကိုအာနာသိမ်းခဲ့တဲ့ချိန်ပါပဲ1960နှစ်အာနာသိမ်းမှုဟာဘလောက်ထိကျွန်တော်နိုင်ငံမှာခံခဲ့ရလဲ1960နှစ်ကနေ1988ခုနှစ်တည်း26နှစ်ကြာမုကျုံနေဝင်ဦးဆောင်တဲ့တော်လိုင်းကောင်စီနောက်တော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကနေပြီးတော့စစ်ဖက်အောက်မှာပြပြမအောင်ဥချုပ်ခဲ့လို့ကျွန်တော်ပြောလို့ရပါတယ်။1960နှစ်အာဏာမသိမ်းခင်ကကျွန်တော်မြန်မာနိုင်ငံက အာရှရဲ့စပယ်ကြီးလို့ပြောလို့ရတဲ့စီးပွားရေးတိုးတက်မှုတွေရှိခဲ့တယ်။နိုင်ငံရေးကကြည့်မယ်ဆိုလဲပါလီမန်ဒီမိုကရေစီဆိုတဲ့ကိုကြိုက်တဲ့လူကိုကြိုက်တဲ့ပါတီကိုရွေးချယ်ပိုင်ခွင့်နိုင်ငံရေးလွတ်လပ်မှုတွေရှိခဲ့တယ်။သတင်းစာလွတ်လပ်မှုတွေရှိခဲ့တယ်။အဲ့ဒါတွေအားလုံးကိုဖျက်ဆီးခဲ့တာတော့ဗိုလ်ချုပ်နေဝင်ရဲ့နိုင်ငံရေးမုံတိုင်းပါပဲ။26နှစ်ပြည့်တဲ့အချိန်1988ခုနှစ်မှာတော့မြန်မာနိုင်ငံဟာကမ္ဘာ့အဆင်အရဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြာဆင်းခဲ့ရပါတယ်။ ပြည်သူတွေအားလုံးကလည်းကဘာနဲ့အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရတယ်လူလုံးမလှတဲ့နိုင်ငံလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာပြည်ပြည်လားဆိုတော့မဟုတ်သေးပါဘူးထောင်ကွဲ88ခုနှစ်မှာဘူစောမောင်တို့ဘူတန်းရွှေတို့ကနေပြီးတော့ဘူနေဝင်းစီကနေပြီးတော့အာနာလွှဲပြောင်းယူပြီးတော့နောက်ထပ်နှစ်ပေါင်း20ကျော်ကြာတိုက်ခိုက်ခဲ့တယ်လို့ပြောရပါတယ်ဒါကတော့ဒုတိယနိုင်ငံရေးမုံတိုင်းလို့ကျွန်တော်ဆိုရပါပါ စစ်တပ်ကနေပြီးတော့နိုင်ငံရေးမုံတိုင်းတစ်ခါတိုက်ပြီဆိုရင်ကျွန်တော်နိုင်ငံကနှစ်ပေါင်း20ဒါမှမဟုတ်30ထိကိုခံခဲ့ရတယ်။ဆိုတော့မျိုးဆက်လိုက်ကိုခြေပြီးတော့စစ်တပ်ကနိုင်ငံရေးမုံတိုင်းနေရာတဘာဝမုံတိုင်းနေတဲ့ကပေးဖြစ်တဲ့ငင်းလင်းနေတဲ့ပူပြင်းထန်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။1988နောက်ပိုင်းမှာလည်းပဲတိုင်းပြည်ဟန်ပြီးခဲ့တဲ့မဆလာခစ်တဲ့ပို့ပြီးတော့ပွင့်လင်းလာတယ်။စီးပွားရေးရပို့ပြီးတော့နိုင်ငံတကာနဲ့ကူးသန်းလာတယ်ဆိုပေမဲ့လည်းပဲတိုင်းပြည်ရဲ့ တိုင်းသားနယ်ပယ်တွေမှာရှိတဲ့တန်ရန်စန္ဒာတွေအကုန်လုံးကိုတူးဖော်ထုတ်ယူစားတောက်နေတာကတော့စစ်ကောင်စီနဲ့သူတို့ရဲ့အဖွဲ့ဝင်တွေစစ်ဗိုလ်ချုပ်တွေနဲ့သူတို့ရဲ့မိသားစုတွေဒါအပြင်ခရိုနီစေပါအပါချမ်းသာသွားတာပဲရှိပါတယ်တိုင်းသားပြည်သူတွေအားလုံးကတော့တိတက်ပို့ပြီးတော့တိုးတက်မလာပါဘူးသူတို့အုပ်ချုပ်ခဲ့တဲ့1988ကနေပြီးတော့2017ခုနှစ်နှစ်ပေါင်း20ကျော်လာပဲလွတ်လပ်မှုလည်းမရှိနိုင်ငံအကျဉ်းသားတွေများပြားခဲ့တဲ့နိုင်ငံတကာနိုင်ငံမှာလမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့တဲ့ တန်ဃာတော်တွေနဲ့ပြည်သူလူထုလည်းပဲကြောင်းသားတွေရောပဲအသက်ခံကြရတဲ့ခေတ်ကာလတွေပါကျွန်တော်နိုင်ငံနောက်ဆုံးနိုင်ငံရေးမုံတိုင်းတက်တရလိုင်းရတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းကနေပြီး2020ရွေးကောက်ပွဲရလက်ကိုဖျက်သိမ်းပြီးနောက်21ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းခဲ့တဲ့အချိန်မှာပဲဖြစ်ပါတယ်ဒီအချိန်ကအဆိုးဆုံးခေတ်လို့ကျွန်တော်တို့ပြောရမှာပါနိုင်ငံရေးမုံတိုင်းဆိုတဲ့အဆိုးဆုံးနိုင်ငံရေးမုံတိုင်းလို့ဆိုရမှာဘာကြောင့်လဲပို့ပြီးတော့ ူ့ရဲ့ရှေ့ရဘူဂျုတ်တွေသူ့ရဲ့ဆရာတွေတဲ့လက်ဆောင်ထပ်တာတွေ့ရတယ်ရက်ဆက်တာတွေ့ရတယ်ဥရဒီဆိုရင်ပြည်သူထောင်ပေါင်းများစွာကိုတက်ခဲ့ပြီးသွားပြီရွာတွေမြို့တွေနေရာပေါင်းများစွာကို ပုံကျဲတက်ခဲ့တာတွေအများကြီးလုပ်ခဲ့တယ်မြို့နယ်ပေါင်းများစွာကိုလည်းဖျက်ဆီးမိရှုပ်ခဲ့တာကျွန်တော်တွေ့ရတယ်ကျွန်တော်နောက်ဆုံးအနေနဲ့အခုမလာ28ရက်နေ့တဘောဘေးရန်တွေအကြီးအကျယ်ခံစားနေရတဲ့မန္တလေးကစကိုင်းကနေပြည်တော်ကပဲခူးကရှမ်းပြည်တောင်ပိုင်းပြည်သူတွေ ဲ့လိုခံစားနေရတဲ့အချိန်မှာပဲမင်းအောင်လိုင်ဟာပုံကျဲမပြတ်ဘူးပြည်သူတွေရဲ့ရွာတွေကိုတိုက်ခိုက်ပြီးရှို့နေရလေမပြတ်ခဲ့ပါဘူးတကယ်လို့သာပြည်သူတွေရွေးချယ်တဲ့အစိုးရခင်မှာဆိုရင်ကျွန်တော်နိုင်ရှင်ကြည့်လို့ရပါတယ်ပြီးခဲ့တဲ့ COVID-19 ကိုကြည့်မယ်ဆိုလဲဘလောက်တိလက်ရှိစီကောင်းဆောင်အုပ်ချုပ်တဲ့ခင်နဲ့ခွာခြားလဲဆိုတော့ကျွန်တော်တွေ့ရမှာပါမတားတဲ့အားလုံးကိုကျွန်တော်တို့အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့နှစ်ပေါင်း60ကျော်မှာ 1962ခုနှစ်တည်းကစပြီးတော့စစ်တပ်ကအာဏာသိမ်းပြီးတော့စစ်တပ်ကတိုက်ခဲ့တဲ့နိုင်ငံရေးမုံတိုင်း၃ချိန်လုံးဟာကျွန်တော်တို့နိုင်ငံရဲ့ရိုးစက်နဲ့ချီပြီးတော့ကိုဖျက်ဆီးပစ်ခဲ့တာပါနိုင်ငံရေးလွတ်လပ်မှုပညာရေးစီးပွားရေးဒါတွေအကုန်လုံးဟာကုန်းကောက်စရာမရှိတော့အောင်ပဲပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာပြည်သူတွေရဲ့ခံနိုင်ရှိမှုနဲ့ကြံ့ကြံ့ခံနိုင်မှုကိုကြည့်မယ်ဆိုရင်တော့ အမြဲတမ်းမှာပြန်ပြီးတော့ခေါင်းထောင်ထလာတာကိုတွေ့ရပါတယ်။တဘာဝဘေးအန္တရာယ်တွေကတော့နိုင်ငံတိုင်းမှာကြုံတယ်လို့မြန်မာနိုင်ငံလည်းစက်ကြုံနေရမှာပါ။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာမရှိဖို့အလွယ်ဆုံးအရာကတော့နိုင်ငံရေးမုန်တိုင်းတွေကိုတောက်လျှောက်ဆယ်စုနဲ့ချီပြီးတိုက်နေတဲ့စစ်ကောင်းဆောင်တွေနဲ့စစ်တပ်ကတော့ရှိလို့မရပါဘူး။စစ်ဘုတ်ရုပ်တွေစစ်တပ်ဖန်တီးတဲ့ဘေးအန္တရာယ်တွေကနေမြန်မာနိုင်ငံကင်းလွတ်ဖို့လိုပါတယ်။ အဲ့ဒါမှလည်းကျွန်တော်တို့နိုင်ငံအမြန်ဆုံးပြန်လဲယုံထနိုင်ပါပါ